ေယောအစိုးရဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့တန်းတက်ပြည်နယ်အန်လီတို့ကြားကိုးချိန်မြောက်စင်တွယ်ပြည်အော်တိုဘားလာ29ရင်းကနေစပြီးနှစ်ဖက်တက်တွေရောက်တဲ့နေရာမှာအပြည့်ရထားဖို့သဘောတူညီခဲ့ကြပါတယ်။မိုးကုန်းနဲ့မုံမိတ်မျိုးတွေကိုစစ်တပ်ထံလွှဲပြောင်းပေးမယ်လို့တန်းတက်ပြည်နယ်အန်လီကဆိုထားပြီးစစ်တပ်နဲ့ပြည်နယ်အန်လီတို့ကြားဆွေးနွေးမှုတွေဆက်ရှိမယ်လို့လည်းပြည်နယ်အန်လီနဲ့နှိဆက်သူတွေကဆိုပါတယ်။ လာရှုလို့ပဲမိုးပုတ်မှာဆက်ဆံရေးယုံထားဖို့နဲ့ကျန်တာဆက်ပြီးဆွေးနွေးဖို့တွေရှိပါသေးတယ်။နောက်ထပ်နှစ်ချိန်လောက်တော့တွေးဖို့ရှိတယ်။ဒီကိစ္စတွေကို TNL ကဘယ်သူ့ကိုမှထုတ်မပြောဖို့ခေါင်းဆောင်မိုင်းတွေမှာဖိအားတွေရှိပုံရပါတယ်လို့ TNL နဲ့နီးစပ်သူတူကပြောပါတယ်။စစ်ကော်မရှင်ဘက်ကလည်းလာရှုမျိုးကိုကိုကန်တဖွဲ့ MND ထံကနေပြန်လွှဲယူတဲ့ပုံစံတိုင်းဌာနဆိုင်ရာဝန်ထမ်းတွေကိုမိုးကုန်းနဲ့မိုးမိတ်မျိုးတွေစီကိုပြန်ပို့ဖို့ပြင်ဆင်နေတယ်လို့ စစ်ကော်မရှင်ဌာနဆိုင်ရာတွေနဲ့နှိဆက်သူတွေထံကနေသိရပါတယ်။ဒါပေမဲ့မိုးကုတ်နဲ့မိုးမိတ်တို့သွားတဲ့လမ်းမိုင်းတွေကိုမြေပြင်းဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးအဲ့ဒီနှစ်မျိုးကိုလည်းဆက်လက်ထိန်းချုပ်မယ်လို့ဆိုထားတာကြောင့်စစ်တပ် DNA လေးနဲ့တော်လိုင်းဖွဲ့တွေကြားဘယ်နည်းဘယ်ပုံဆက်လက်ညှိနှိုင်းမယ်ဆိုတာကိုစောင့်ကြည့်ရမယ်လို့စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။မိုးကုတ်နဲ့မိုးမိတ်မျိုးတွေပြန်လွှဲရေးအစီအစဉ်ကို လီချောင်းရံနဲ့တရုတ်အစိုးရဖိအားကြောင့်မာမိတ်ကိုကန့်တဖွဲ့ MND ရဲ့လာရှိုလွှဲပြောင်းရေးအစည်းအဝေးဤသူ TNL ကလည်းသဘောတူခဲ့ရပါတယ်စစ်တပ်ရဲ့ရှေ့မြောက်တိုင်းစစ်ထဏချုပ်ကို ကိုကန့်တဖွဲ့ MND ကတိမ့်ပိုင်လိုက်ချိန်မှာကိုကန့်နဲ့တအန်းတို့ပေါ်တရုတ်ရဲ့ရာဇသန်ဟာပုံမူပြင်းထန်ခဲ့ပါတယ်တရုတ်နဲ့နေမြေထိစပ်မှုပုံများတဲ့ကိုကန့်တဖွဲ့ MND ပေါ်ဖိအားပေးတဲ့အနေနဲ့ ကိုကံကောင်းဆောင်ဖုန်တာရှင်ကိုတရုတ်အစိုးရကလက်တံကြာထင်းသိမ်းခဲ့ပြီးတဲ့နောက်2024ခုနှစ်စက်တင်ဘာလမှာကိုကံဘက်ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာ UNG PDF တွေနဲ့မပတ်သက်တော့ကြောင်းအနောက်တိုင်းမီဒီယာတွေကိုသတင်းဖြေကြားမှာမဟုတ်တဲ့ကြောင်းနဲ့တဖွဲ့ဝင်တွေအနေနဲ့နောက်နိုင်ငံများသို့ခရီးမထွက်ကြဖို့စတာတွေပါဝင်ပါတယ်။တည်တုံညာနှစ်ခုစစ်ဆင်ရေးမတိုင်ခင်2022ခုနှစ်အစမှာဖွဲ့စည်းခဲ့တဲ့ တိုင်းသာတက်မဟာ6တက်မှာပါဝင်တဲ့အညာတော်လိုင်းရေးဖွဲ့တွေအန်ယူဂျီလောက်ခံတော်လိုင်းဖွဲ့တွေနဲ့ပါကိုကန်တက်ကအဆက်သွယ်ဖြတ်တောက်ခဲ့ပါလေတက်မဟာ6တက်မှာပြည်သူ့လူမျိုးရေးတက်မတော် PNL ရဲ့အညာဒေသမှာခြေဆိုင်တဲ့တရင်639 639ကဗျာဆရာမောင်ဆောင်ခဦးဆောင်နဲ့ဗမာပြည်သူ့လူမျိုးရေးတက်တော် BBNL ပလဲနဲ့ခြေဆိုင်ဘိုနဂါဦးဆောင်နဲ့မြမတော်ဝင်ငကားတက်တော် MRD နဲ့ မိချီလာ PDF တက်ဖွဲ့တို့ပါဝင်ပါတယ်။ဒါပြင် တိုင်းသားဒေသတွေမှာလာရှိုးခြေဆိုင် NUG လောက်ခံ9931 PDF တက်ဖွဲ့ရှမ်းမြောင်းခြေဆိုင်အရခတ်တတော် A တက်ရင်နေရင် MND တက်ရင်တက်ရင်စုစုပေါင်းတက်ရင်10ရင်းနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ MND ရဲ့အဆက်ဖြတ်မှုကြောင့်တိုင်းသားတက်မဟာ6တက်တက်မှာပါဝင်ခဲ့တဲ့အရခတ်တော် A ကလွတ်ပြီးကျန်တိုင်းသားမမိတ်ဖွဲ့အားလုံးဟာအညာဒေသမန္တလေးတိုင်းနဲ့ DNL ထင်းချုပ်ဒေသတွေကိုရှေ့ပြောင်းခဲ့ရပါတယ်။လာရှုကိုစစ်တပ်ထံလွှဲပြောင်းမဲ့အစီအစဉ်ကို လာရှုခြေစားပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကသဘောမတူပေမဲ့လည်းအခုနှစ်ဧပြီလမှာစစ်တပ်ပြောင်းဝင်လာတဲ့အခါပြဿနာတစုံတရာမရှိဘဲလာရှုမျိုးပေါ်ရက်ကွက်စစ်နှခုကိုစစ်တပ်ကပြန်လည်ထင်းချုပ်နိုင်ခဲ့ပါတယ်။မိုးကုတ်ငုံမိတ်မျိုးတွေပြန်လွှဲပြောင်းရေးအစီအစဉ်ကတော့လာရှုမျိုးလိုမလွှဲကူနိုင်ဘူးလို့နိုင်ငံရေးကိစ္စတွေကမှတ်ချက်ပြုပါတယ်။ လာရှုံမှာဘာပြဿနာမှမဖြစ်တာကတရုတ်ကကိုကန့်ကိုတဆင်ချင်းကြိုးပြီးရှင်းခန်းခဲ့လို့အကွက်ကြကြစီမံပေးခဲ့လို့ဘာပြဿနာမှမဖြစ်ခဲ့တာပြီးတော့လာရှုံမှာတရုတ်နဲ့ဆက်ဆက်တဲ့တိုင်းသားအဖွဲ့တွေပဲများတာလည်းပါတယ်မိုကော့ကတော့အဲ့လိုမဖြစ်နိုင်ဘူးလို့မြန်မာနိုင်ငံရေးဒေတာစောင့်ကြည့်သူတူကဆိုပါတယ်တတုံညာနှစ်ခုဆစ်စင်ရေးတွင်တိန်နီမျိုးနဲ့တီဘောမျိုးသိန်းတက်ပွဲတွေမှာပါဝင်ခဲ့တဲ့ PNL, TNL နဲ့ပူရဲတက်ပွဲဝင်ခဲ့တဲ့မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MD1, PDF, မိုးကုတ်ပကဖာမိုးကုတ်ဖြူကပါဝင်အယူကြီးတပ်ဖွဲ့တွေကမိုးကုတ်နဲ့မိုးမိန်မြို့တွေကိုကာကွယ်သွားမယ်လို့ဆိုထားပါတယ်တော်လန်ရေးဆင်လာကြီးမာတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်းစကိုင်းတိုင်းမှာရှိတဲ့တော်လန်ရေးဖွဲ့တွေနဲ့ပူးပေါင်းကာမိုးမိန်မြို့ကိုကာကွယ်ဖို့အသင့်ရှိတဲ့ကြောင်းပြောဆိုထားပါတယ်တဝိတ်ချင်းမိုးကုတ်လန်းကြောက်ကြီး9မိုင်လမ်းတစ်လျှောက်မှာ MD1 PDF နဲ့ PNL ကတာဝန်ယူထားပြီး မိုးကုတ်မြို့ပတ်လည်မှာမိုးကုတ်ဗျူဟာနဲ့မိုးကုတ်ပကဖတက်ဖွဲ့ဝင်တွေကစူးမှုထားပါတယ်။အပီရလီဘာမမဆောင်းကမိုးကုတ်ကောင်းနေကောတိုင်လို့အန်အကက်ပေါ့နော်။အန်တဆောက်တိုက်ကြောင်းနေလေပေါ့နော်။အင်းတော့အမျိုးတွေလည်းနောက်ကြွားပြီးရဲ့နောက်မှလည်းကျွန်တော်တို့ကအမျိုးတွေကိုကြံကာကွယ်ရမယ်နဲ့ပေါ့နော်။အပြင်သားကင်းနေနေကျွန်တော်တို့တောင်းဝင်ထားတယ်ပေါ့နော်ဆက်ပြီး။အခုလည်းတောင်းချက်ဆက်ရှိတော့မယ်။ ဆက်ရှိတာရောအခု DMLE ကသူအကြောင်းမျိုးမျိုးခြောက်ပေါ့နော်ဒီနာမည်ရောလည်းဆက်ဖတ်တာမယ်ဆိုရင်လည်း channel နာမည်တွေနဲ့ကျွန်တော်ရောလည်းပေးပြီးတော့ဆက်ပြီးတော့အကြောင်းများဆုံးပေါ့နော်စတိကာကတော့တန်းရပါဘူးလည်းဆိုဒီနေရာရဲ့ဇီဝနီရဲ့ပေါ်ရဲ့အတက်တွေ့ချူတွေအများကြီးပြီးပြီးရမှာကြာရင်ခြားတဲ့နေရာရဲ့ပေါ့နော်စစ်တနဲ့ DNL တို့အပြစ်မဲ့ခင်မိုးကုတ်မြို့ကိုစစ်တကစစ်ကြောင်းနဲ့ကြောင်းနဲ့ထိုးစစ်ဆင်းနေပါတယ် နောင်ချိုမိုးကုတ်လမ်းမရှိရတနာသိန်းကြီးရွာမှာမိုင်းလုံးမြို့သူဥတည်နေတဲ့စစ်ကြောင်းတစ်ကြောင်းနဲ့မန္တလေးစကိုင်းရှမ်းမြောက်ဆက်သွယ်ရာဖော့တော်လမ်းစုံမှာမန္တလေးမိုးကုတ်လမ်းမကြီးတိုင်းမိုးကုတ်မြို့နောက်ဖက်သို့စစ်ကြောင်းတစ်ကြောင်းနဲ့ထိုးဖောက်ဖို့ကြိုးပမ်းနေပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာမန္တလေးတိုင်းမရညာမြို့နယ်အရှိချင်းအင်ဂျင်မြိုင်ကြီးရွာနီးမှာရှိတဲ့အမှတ်1တုံညာ1လေးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့မြောက်ဖက်ရှိစေတော်ကြီးရေလောင်တမန်စခန်းတွေကိုစစ်တပ်ကပြန်လည်သိမ်းပိုက်သွားပါတယ်။ MDY PDF နဲ့ဒေတာခြေစိုက်တော်လိုင်းတက်တွေစုမထားတဲ့အဲ့ဒီနေရာတွေကိုတိမ့်ပိုင်းလိုက်ချင်းရဖြင့်မန္တလေးပြင်ကူးလွင်မြို့တွေကိုကာကွယ်ရေးနဲ့စစ်တရဲမိုးကုံမြို့ထိုးစစ်တွေပူပီးအားတာသွားနိုင်တယ်လို့စစ်ရေးကဲခတ်တွေကဆိုပါတယ်။ DNL လေးနဲ့ပြည့်ရပြီးတဲ့နောက်စစ်တကရှမ်းမြောင်းဒေတာမှာစက္ကခစနစ်နဲ့တပ်မတစ်တစ်တပ်ဖွဲ့ဝင်တချို့ကိုပြန်လည်ရုတ်သိမ်းသွားခဲ့ပါတယ်။တပ်မတစ်တစ်တပ်ဖွဲ့ဝင်တွေကိုရန်ကုန်မြို့သို့ပြန်ပို့ခဲ့ပြီး ကရင်ပြည်နယ်ကော့ကရိတ်မြို့ခြေဆိုင်အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခစနစ်တပ်ဖွဲ့ဝင်တွေကိုတော့မန္တလေးတိုင်းရမဲသိန်းဘက်သို့ရှစ်ပြောင်းလိုက်ပါတယ်။အဲဒါကြောင့်တော်လိုင်းအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပါကစစ်တကမိုးပုတ်သူမြေပြင်အင်အားလုံးရင်းနဲ့ထိုးသည်ဆင်မဲ့အခြေအနေမတွေ့ရပဲရှမ်းမြောက်မှာလိုပဲဒေချောင်းနဲ့လက်နက်ကြီးတွေကိုအ धिक ထားသုံးပြုနိုင်တယ်လို့စစ်ရေးကဲခတ်တွေကသုံးသပ်ကြပါတယ်စစ်တပ်မှာမိုးကုတ်မိုးမိတ်ကိုတိုက်ဖို့အနည်းဆုံးမှာကကျွန်တော်တို့ မိုင်းလုံဘက်မှာအစခ18ရဲ့ W R နဲ့အထက်စစ်ကြောင်းတွေရှိတယ်တပိတ်ချင်းမှာနေပြည်တော်တိုင်းတန်းနှစ်တက်လောက်ရှိတယ်။တပိတ်ချင်းမှာတော့တပိတ်ချင်းတတက73ထဲမှာတော့အင်အားတော်တော်များတယ်။ဒါပေမဲ့တပိတ်ချင်းဘက်ကကျွန်တော်တို့ဖော်တော့လမ်းခွဲရနေဟိုဘက်ကြောက်လဲဘင်းကိုကြော်ဖို့မလွယ်ဘူး။ကြောက်လဲဘင်းကိုသူတို့ဒီတိုင်းကြော်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီပူပေါင်းတပ်ဖွဲ့တွေရဲ့ခြေမုံနာကိုခံရမယ်။အဲ့တော့သူတို့အနေထားကတော့မြေပြင်စစ်ကြောင်းနေအနာမခံမဲနဲ့လေကြောင်းကနေပဲရှမ်းမြောက်မှာလှုပ်ခဲ့တယ်လို့လှုပ်လို့သလားပေါ့နော်။ ဲ့လိုမျိုးအနေထားပါပဲဗျမောကုံမြို့မှာမြို့ပေါ်ရက်ွက်၅ခုရှိပြီးလူဦးရေတသိန်းဝန်းကျင် နေထိုင်ကြပါတယ်။တော်လိုင်းတပ်ဖွဲ့တွေမောကုံနဲ့မိုးမိတ်ကိုထိန်းချုပ်မယ်ဆိုတဲ့သတင်းကြောင့်စစ်တပ်ထိုးစစ်နဲ့လေကြောင်းအန်ရီတွေရှိလာနိုင်တဲ့တွေ့လူများစုဟာဘေးလွတ်ရာသို့ထွက်ပြေးနေကြတယ်လို့မြို့ကန်တွေကဆိုပါတယ်။မြို့ထဲမှာလူနည်းနည်းပဲကျန်တော့တယ်။တော်လိုင်းဖွဲ့တွေဘက်ကတော့ပြန်ချမယ်ဆိုတာကြီးပဲ။ မြို့ကန်တွေကတော့လေရင်ဘုံကြောက်လို့ရှောင်ကြတာများတယ်လို့အသက်50ဝန်းကျင်မိုးကုံမြို့ကန်မြို့သားတူက ပြောပါတယ်။လမ်းမဆက်သွယ်ရေးခက်ခဲနဲ့ခရီးဈေးစကားမြင့်မားမှုကြောင့်မရှောင်နိုင်တဲ့သူတွေသာမြို့မှာကျန်နေတာလို့မိုးကုံမြို့ကန်တွေထံကနေသိရပါတယ်။တီအန်အန်လေကမိုးကုံကနေ၎င်းတို့မစွတ်ခွာခင် အသေးစားကြောက်လုတ်ွက်တွေပြန်ဖွင့်ပေးထားတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။ TNL ပြန်ပေးမဲ့မိုးကုတ်မြို့ရဲ့မြောက်ဖက်28မိုင်ကျော်ကွာမှာရှိတဲ့မိုးမိန်မြို့ဟာမိုးကုတ်မြို့ထက်ရွယ်စားသေးငယ်ပါလေ။ရှမ်းနယ်ပေါ်မှာတိုင်းရင်းသားများစုနေထိုင်တဲ့မိုးမိန်မြို့ပေါ်မှာရက်ွက်၄ခုရှိပြီးလူဦးရေ1000ကျော်နေထိုင်ပါတယ်။မိုးကုတ်ဗမော်လမ်းပေါ်ရှိမိုးမိန်မြို့ဟာမန္တလေးတိုင်းပြည်ဦးလွင်ခံပြင်ရှမ်းမြောက်ပလောင်ကိုပိုင်ဦးချုပ်ခွင့်ရဒေသကချင်ပြည်နယ်ဗမော်ခံတို့နဲ့နေမြေထိဆက်နေပြီးစစ်ရေးအရာအချက်ချာကြပါတယ်။ 1989ခုနှစ်မှာဗမာပြည်ကွန်မြူနစ်ပါတီရဲ့တပ်ကမုံမိတ်မြို့ကိုစီးနင်းခဲ့ချိန်မှာလေတက်ရောက်လာပြီးတိုက်ခိုက်တဲ့တွေပြန်လည်ဆုတ်ခွာသွားခဲ့ရပါလေ။တည်ထောင်ညာနှစ်ကိုစစ်ဆင်ရေးဒုတိယပိုင်း2024ခုနှစ်ဇူလိုင်လနေ့မှာမုံမိတ်မြို့ကိုတင်းနန်လီ MDY PDF နဲ့အယူဂျီလောက်ခံတော်လိုင်းတပ်ဖွဲ့တွေကပူရယ်သိမ်းပိုက်ခဲ့တာဖြစ်ပါလေ။ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အစ်စ်ပြန်ဖွဲ့ထားတဲ့တပ်ဖြစ်တဲ့ PNL ကလည်းအဲ့ဒီမြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့ပါလေ။ မိုးကုံမြို့နီးတူမိုးမိန်မြို့တို့လည်းစစ်တပ်ပြန်ဝင်လာမဲ့ရေးကိုမြို့ကန်တွေကစိုးရိမ်နေကြပါတယ်တိတုံညာနေ့ကစစ်စင်ရေးဒုတိယပိုင်းမတိုင်ခင်2024ခုနှစ်ဇန်နဝါရီလဇန်းပိုင်းမှာဖေဖော်ဝါရီလဇန်းပိုင်းထိမိုးမိန်မြို့ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ဒေသခြေဆိုင် PDF တပ်ဖွဲ့တွေကတိမ်ပိုက်ဖို့ထိုးစစ်ဆင်ခဲ့ရမှာစစ်ကော်မရှင်တပ်မကိုကိုလက်အောက်ခံတပ်ဖွဲ့နဲ့တလားကြော်ကြားတိုက်ပွဲပြင်းထန်ခဲ့ပါတယ် အဲ့ဒီတိုက်ပွဲတွင်စစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ပြင်းထန်ခုခံခဲ့တာကြောင့်တော်လိုင်းရင်တပ်ဖွဲ့တွေမြို့ကနေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲတွင်ရက်သား28ဦးသေဆုံးခဲ့ပြီးမြို့မဈေးပါဝင်ဒေသခံတွေရဲ့နေအိမ်တွေစာတင်ကျောင်းတွေပျက်စီးခဲ့ပါတယ်။စစ်တပ်ပြန်ဝင်လာပြီးတဲ့နောက်ဒေသခံတွေဖမ်းဆီးစစ်ဆေးခံရမှုတွေရှိခဲ့တာကြောင့်နောက်တစ်ချိန်စစ်တပ်ပြန်ဝင်လာမှာကိုမြို့ကန်အများစုကစိုးရိမ်နေကြတာဖြစ်ပါတယ် အခုကမိုးကုတ်ကိုကာမာလာမိုးမိတ်ကိုကူမာလာမသိဘူးတော်လိုင်းဖွဲတွေကအများကြီးရောက်လာတယ်မြို့ကန်တွေကတော့အပေါ်ကလေရင်လာမှာကိုကြောက်နေတာပဲအရင်ကလည်းဖြစ်ဘူးတော့တော်တော်များများကရှောင်းနေကြပြီလို့မိုးမိတ်မြို့ကန်တူကဆိုပါတယ်မိုးမိတ်မြို့မြောက်ဖက်36မိုင်กว่าမှာမဘိမြို့ရှိပြီးအဲ့ဒီမြို့ကိုတော့တစ်တုံညာနေ့ခုစစ်စင်ရေးကာလ2024ခုနှစ်ဇန်နဝါရီလမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KNA ရခတ်တော် AA ကျောင်းသားတဲ့ ABSDF KBDF ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုင်ထားပါတယ်။မိုးကုံမြို့ဟာကဘာကျော် brand များနဲ့အဖိုးရန်ကြောက်မြတ်တွေထွက်ရှိပြီးမိုးမိန်မြို့ကတော့ရွှေစိန်နဲ့ကျွန်းတစ်တွေတိကထွက်ပါတယ်။ယူရေနီယံတက်ထုကြောတွေလည်းရှိတယ်လို့ဒေသခံတွေထန်ကနေသိရပါတယ်။မိုးမိန်မိုးကုံနဲ့တွင်းငယ်ကြားကရွှေဦးတောင်ကျိုးဝိုင်းမှာယူရေနီယံတက်ထုကြောရှိတယ်။ ခုကအဲ့ဒီဘက်မှာကဘာသမ်းမှမကြားရဘူးရွှေလောက်ွက်တွေတော့တူးနေကြတာရှိတယ်လို့မိုးကုံမြို့ကန်ကပြောပါတယ်လက်ရှိမှာတော့မုံမိတ်ရွှေလောက်ွက်အများစုကိုတော်လိုင်းတပ်ဖွဲ့တွေကအဓိကလောက်ကန်နေကြတာလို့ဒေသခံတွေကဆိုကြပါတယ်တိတုညာနေခွန်စစ်စင်ရေးတွင်မန္တလေးတိုင်းမိုးကုံနဲ့ရှမ်းပြည်နယ်တွင်းမှာတီဘောကြောင်မဲနောင်ချူမိုင်းလုံမိုင်းငော့မုံမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်းနမ်တူမြို့တွေကို TNL ကသိမ်းပိုက်ခဲ့ပါတယ် အဲ့ဒီမျိုးတွေကတရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွယ်ရေးပါတဲ့နောင်ချိုကြောင်မင်းတီဘောမျိုးတွေကိုစစ်တပ်ကခုနှစ်တွင်ပြန်သိမ်းပိုက်ထားပါတယ်။အလားတူမိုးကုန်းနဲ့မိုးမိတ်ကိုစစ်တပ်ထံသို့ပြန်လွှဲပေးမယ်လို့ဆိုတာကြောင့်တည်တုံညာနေကုန်စစ်စင်ရေးဒုတိယလိုင်းတွင် TNNL လေးသိမ်းပိုက်ခဲ့တဲ့မြို့၅မြို့ဟာစစ်တပ်လက်အောက်သို့ပြန်ရောက်သွားတော့မှာဖြစ်ပါတယ်။ TNNL လေးလက်လွတ်လိုက်ရတဲ့အဲ့ဒီမျိုးတွေဟာ တရုတ်ဆိုရကောင်းတဲ့ပေါ်မင်းရဲဝန်းနဲ့ပိုလန်မှစီမံကိန်းတွင်းမှာပါဝင်တဲ့မြို့တွေဖြစ်ပြီးစစ်ရေးနဲ့စီဝါရေးရာချက်ချာကြတဲ့မြို့ကြီးတွေလည်းဖြစ်ပါတယ်ခင်ဗျာ